British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြေဆွနာရေးပါရှင် British တွေတွေခရော့တင်ဆက်ပေးမယ်တဲ့ကြောင်းနေကတော့အစောရောလင်းလင်းနဲ့ချစ်သူဝေတွေရဲ့စိတ်မကောင်းစရာတရင်လေးပဲဖြစ်ပါရယ်မင်္ဂလာပါ British တွေတွေချစ်စရာအရန်ကောင်းလို့နဲ့တမီလေးခင်းနဲ့တက်တူအမွားကြီးအမနယောက်ကိုပိုင်ဆိုင်ချရယ် လင်းလင်းနဲ့ချစ်သူဝေတို့ကတော့ကဘာပေါ်မှာကန့်အကောင်းဆုံးလူသားလေးတွေလို့ဆိုရမှာပဲဖြစ်ပါရယ်အကြောင်းကတော့အနုပညာလန်းအကြောင်းပေါ်မှာရှောင်းလန်းခက်စင်ကလေးကဗြိတိန်ရဲ့ချစ်ခင်အားပေးမှုအတတီရရှိပိုင်ဆိုင်ခဲ့ကြသလိုအင်ထောင်ကြပြီးခလေးနှစ်ယောက်ရလာတဲ့အချိန်ဗြိတိန်တွေရဲ့အချစ်တွေမလျော့ပဲအချစ်တွေပိုပိုတိုးပွားပိုင်ဆိုင်လာခဲ့တာကြောင့်ပဲဖြစ်ပါရယ်ဗြိတိန်ရဲ့အတဲကျော်ခင်းတဲ့အပုံရိပ်လေးတွေနဲ့အတူ တမရရဲ့ဂျင်နူစရာမိသားစုပုံရိပ်လေးတွေဟာဆိုလို့ရှိရင်ပရိတ်တတ်တွေကိုအများအားများဝေပေးလိရှိတာဖြစ်ပါရယ်လင်းလင်းနဲ့ချစ်သူဝေတို့ဇနီးမောင်နှံတယောက်ဟာဆိုလို့ရှိရင်တော့နိုင်ငံတော်တာပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်စီမှလည်းတွားရောက်လက်ပတ်ခဲ့ပူရဖြစ်ပါရယ် ဒေါ်ဆန်းစုကြည်ကိုတနိုင်ငံလုံးကပြည်သူတွေလေးစားချစ်ခင်ရတယ်လို့လင်းလင်းနဲ့ချစ်သူတွေတို့မိသားစုလေးကလည်းစံပြပုံကိုတရားအဖြစ်နဲ့အမြဲလေးစားယူတည်နေတာကိုလည်းသိရှိရပါတယ်သူတို့နေရာဟာဆိုလို့ရှိရင်နှွေတော်ရည်အတွဲပြည်သူတွေနဲ့အတူတသားတည်းရတည်ခဲ့ကြတဲ့အမှုပညာရှင်တွေဖြစ်ပါရယ်။ဒါကြောင့်ယနေ့အချင်းချင်းပြည်တဲ့ရချစ်ခင်အပင်မှုကိုရရှိပိုင်ဆိုင်နေတာလည်းဖြစ်ပါရယ်။ 2021ခုနှစ်စတအနာသိမ်းပြီးကြဲကလွတ်မြောက်နိုင်ပြည်တနေရာမှာ၃နှစ်ကြာအောင်အနေစင်ရဲ့အစားစင်ရဲ့နေထိုင်ခဲ့ရပါသေးတယ်။ယခုအခါမှာတော့တမီလေးနှစ်ယောက်ရဲ့ပညာရေးရှိအတွေ့အကြုံတတိယနိုင်ငံလို့ခေါ်တဲ့အမေရိကန်နိုင်ငံကိုရောက်ရှိသွားခဲ့ကြပြီဖြစ်ပါရယ်။သူပေါ်မှာလည်းပြည်ထက်တွေကလည်းအပြစ်အဝါနားလည်ပေးထားကြတာဖြစ်ပါရယ်။ ချစ်သူတို့မိသားစုဟာဆိုလို့ရှိရင်ကံဆိုသလားကံကောင်းသလားမပြောတတ်တော့ပါဘူးအမေရိကန်ကိုရောက်ရှိခဲ့တာတစ်နှစ်မပြည့်သေးပါဘူးအခုတစ်ခါမှဆိုရင်တော့အမေရိကန်သမ္မတဂျော်နယ်ထရန့်ကတော့မြန်မာနိုင်ငံသားတွေကိုလက်မခံတော့ဘူးမောင်းထုတ်တော့မယ်ဆိုပြီးတရားဝင်ထုတ်ပြန်ကြေညာချက်ထပ်ပေါ်လာနေပြီဖြစ်ပါတယ်အားလုံးကတော့ချစ်သူတို့မိသားစုအတွက်စိတ်ပူနေခဲ့ကြတယ်ဖြစ်ပါတယ်